သရဏဂုံ၃ပါးနဲ့ခောပါသောသီလတော်မြတ်ကို ခံယူဆော့တင်ပြီးတဲ့ခမ္မယောဂီများတင်ပလင်ခွေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူပြီးတော့တခါလေး နာဂတရားနာညာကခန္ဓာတေမှာလိကြမေတရားလေးနာညာနေလိကြည့်ယခုဘုံဘုံတို့က သုံးရတာအတွင်းကတော့ယုတ်အကြောင်းနံအကြောင်းတွေသင်ပေးမယ်ယုတ်နံရဲ့အနိစ္စဒုက္ခအနတ္တအကြောင်းကိုသင်ပေးမယ်ဒါပေမဲ့သွားတဲ့အခါမှာတခါတည်းတော့ယောဂီတို့ကအနိစ္စဒုက္ခပြောမှာမဟုတ်ဘူးအဲ့ဒါတွေအရှိခံလိုအပ်တဲ့ဟာလေးတွေကိုတခါတည်းသင်ရင်းနဲ့လေ့ကျင့်သွားမယ်သင်ရင်းနဲ့ပွားများသွားမယ်ဒါကြောင့်အရင်ဦးဆုံးတော့ယောဂီတို့ကိုခန္ဓာတည်းမှာ မျက်စိနာနှာခေါင်းရှာကိုနှလုံးစိုတဲ့ဒီအကြည်ဓာတ်၆ခုရဲ့စိတ်ရဲ့ဓာတ်တွေနဲ့တိဆောက်ထားတယ်ဆိုတာသိအောင်မြင်အောင် သင်ပေးပါမယ်ခန္ဓာကိုယ်ကြီးကိုဓာတ်လေးပါးနဲ့တိဆောက်ထားတယ်ဆိုတာသိအောင်မြင်အောင် သင်ပေးမယ်အဲ့ဒါပြီးတော့ ဓာရေဟာသဘာဝတရားတွေပဲသူကိစ္စသူလုံနေတာပဲလို့သိအောင်မြင်အောင်သင်ပေးမယ်ပြီးတော့မှယောဂီတို့ကအနိစ္စဒုက္ခအနတ္တတဲ့သင်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်ဇဂရေကဒီကသင်ပေးတဲ့အတိုင်းတိတိကျကျမှတ်ရပါမယ်။ဒီကမပြောတာကိုတခုမှမမှတ်ပါနဲ့။ယခုဘုရားတို့အာနန္ဒမပြောအာနန္ဒမမှတ်ရမမှတ်ပါနဲ့။ အနဘာနာကိုမှတ်ရင်ယောဂီများသိကြတယ်ငါမင်းစီမင်းအတွင်းအိုက်ငိတ်တော်မှာဒါကြောင့်ယခုပြောရင်ဒါပဲနားထောင်မယ်အနဘာနာလေးမှမှတ်ပါနဲ့ဘုဗ္ဗတော်ကဒီမှာကြတော့ယောဂီတို့ရဲ့ကျင့်စဉ်တစ်ခုလုံးကိုတာဝန်ယူပြီးတော့သင်ပေးတာပါဘုန်းကြီးကဟောရှင်တဲ့ဟောကိုကကျင့်ကျင်တာကျေဟိုနိလိုက်ကျင့်ဒီနိလိုက်ကျင့်အဲ့လိုမဟုတ်ပါဘူး ယောဂီတို့ရဲ့ကျင့်စဉ်တစ်ခုလုံးကိုတာဝန်ယူပြီးတော့သင်ပေးမှဖြစ်တဲ့အတွက်ကြောင့်ဒီကပြောတာကိုပဲလုပ်ဖို့ဒါအလွန်ရည်ကြည်ပါတယ်အဲ့ဒါကိုလိုက်နိုင်ရင်ယောဂီတို့များများထိုက်သင့်တဲ့တရားတွေရကြပါလိမ့်မယ်သိသင့်တဲ့ယုံ난တွေသိပါလိမ့်မယ်သိသင့်တဲ့အနိစ္စဒုက္ခအနတ္တတွေသိပါလိမ့်မယ်ဒါပြင်ဟုတ်ပြီအခုယောဂီတို့သိရမှန်ကား ယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးသည်တစ်ခုတည်းတစ်ယောက်တည်းမဟုတ်ဘူးတဲ့ယောဂီတို့ကဒီတိုင်းဆိုရင် ကြည်ကြည်တဲ့အခါတို့၎င်းကြားတဲ့အခါတို့၎င်းဩဒါကဒါကငံပေငံတူတည်းပဲငံတယောက်တည်းပဲလို့ထင်တတ်တယ် တကယ်တော့ပစ္စည်းပေါင်းမြောက်များစွာ စုပေါင်းဆက်ပေါင်းလုပ်ထားတဲ့ခန္ဓာကိုယ်ကြီးပါပစ္စည်းတွေမြောက်များစွာစုပေါင်းဆက်ပေါင်းလုပ်ထားတဲ့ခန္ဓာကိုယ်ကြီးစုပေါင်းဆက်ပေါင်းလုပ်ထားတဲ့ခန္ဓာကိုယ်ကြီးဘလို့ဒီတော့စုပေါင်းဆက်ပေါင်းလုပ်ထားတယ်လေအခုဒါဘုံဘုရောသွားမဲ့လမ်းကြောင်းကအာရဏဏီ ခန္ဓာ၅ပါးဤတော့မဟုတ်ဘူးဓမ္မ ानु ပသနံအာယရဏနေဖို့ဆလာယရဏဒွါရတာယရဏအာယရဏဤနဲ့သွားမယ်ဗာရိစုပေါင်းဆက်ပေါင်းလောက်ထမ်းတလေဆိုတော့မျက်စိဆိုတဲ့သဘာဝတရားနားဆိုတဲ့သဘာဝတရား နရှုတတ်တဲ့နှကောင်းဆိုတဲ့သဘာဝတရားယတတိတတ်တဲ့ရှားဆိုတဲ့သဘာဝတရားခန္ဓာကိုယ်အပူအေးထုံကျင်တာနာကျင်တာကိုတိတတ်တဲ့သဘာဝတရားတွေးတိုးတတ်တဲ့သဘာဝတရားမနာယရဏတွေးတိုးတတ်တဲ့သဘာဝတရား အဲ့ဒီသဘာဝတရားတို့စုပေါင်းပြီးတော့အလုံးလုံးနေကြတာမြည်စည်းကမြင်နေမြင်တိုင်းမပြီးဘူးမနာယရဏကလိုက်ပြီးတော့ကူညီပေးတယ်မနောဓမနာယရဏမနောဝိညာဏတဓာတ်တွေကလိုက်ပြီးတော့ကူညီပေးကြားရင်လည်းကြားရုံသက်သက်မဟုတ်ဘူးစိတ်ကနေနောက်ကလိုက်လာတယ် မနယရဏမနောဝိညာဏဓာတ်ဆိုတာအဲ့ဒါစိတ်ကို ပြောတာညီမှန်းပြောတာပေါ့ကြားရင်လေဒီတိုင်းမနေဘူးကြားတဲ့အကောင်ကနောက်ကအတွေးကလိုက်လာတယ်တွေ့ကြည့်ရင်လေဒီတိုင်းပဲတွေ့ရင်လေဒီတိုင်းပဲဒါဆိုရင်ယောဂီတို့ယောဂီတို့ရဲ့ခန္ဓာဒီမှာအလုံးနေရာဌာန6ခု အဲ့ဒီခြောက်ကုကနဲ့အလုံးလုံးနေနေအဲ့ဒါကိုယောဂီတို့ကြည့်တဲ့အခါမှာမြင်တာနဲ့တွေးတာအပေါင်းကြီးလို့ကောင်းတယ်ကြားတာနဲ့တွေးတယ်မနာယရဏဒုတိယတာနဲ့တွေးတာနန်းယူတာနဲ့တွေးတာယတတိတာနဲ့တွေးတာအိုးဒီကောင်းလေဒီလိုစုပေါင်းပြီးတော့အလုံးလုံးနေကြတယ် စုပေါင်းပြီးလှုပ်လှုပ်နေကြတယ်အတန်တကုတ်ကြားရင်တောင်မှအရင်နာကအတန်နာထောင်ရနာထောင်ပြီးတော့တခါအဲ့ဒီမနာယရဏဆိုတဲ့စိတ်ကတွေးတယ်တွေးပြီးတော့မှမျက်နှာကလှိပ်ပြီးတော့မျက်နှာကလှိပ်ပြီးတော့မျက်လုံးကကြည့်အဲ့ဒီလိုစုပေါင်းပြီးတော့သူတို့ဟာအလုံးလုံးနေကြတယ်တဲ့စုပေါင်းပြီးတော့အလုံးလုံးနေကြတယ်ဒါဆိုရင်အဲ့ဒီမှာ ယခုတာယောဂီတို့သိသွားပြီ။ဟောမျက်စိပဲနားပဲနှာခေါင်းပဲရှားပဲကိုယ်ကိုယ်ကပဲစိတ်ကပဲဒီကောင်တွေစုပေါင်းအလုံးလုံးနေကြတာပဲအလုံးသူတန်းလေတယ်။အဲ့ဒါကို ပိုင်တာမဟုတ်သေးဘူးပြောပြတတ်တာ။သိပြီသင်လိုက်တော့သိသွားပြီ။သူတက်မရညာပဲရှိသေးတယ်ဘာမှမဟုတ်သေးဘူး။နှုတ်ကပြောတာတိုင်းတရားရတာမဟုတ်ဘူးညာကတခါတည်းမြင်သွားမှတရားရ။ယခုပြောတတ်ပြီ။ ဘသူမေမေပြောတတ်တယ်ဒါဖြင့်တရားရပြီလားဆိုတော့မရသေးဘူးအဲ့ဒါသူတ္တမယညာစတင်ထားတာအဲ့ဒါကိုခန္ဓာတိမှာတွေးကြည့်ရမယ်ထိုင်ရင်းနဲ့တွားရင်းနဲ့လားရင်းနဲ့အိုးကြည်စင်ယခုကမျက်စိကမြင်နေတယ်မြင်တော့စိတ်ကတွေးပြီဒါကဘာပါလိမ့်တွေးပြီနာကကြားတယ်ဘာပါလိမ့်လို့တွေးပြီတခါတခါနှစ်ကောင်သုံးကောင်လေးပေါင်းပြီးတော့အလုံးလုံးထားလေးရှိမှာပေါ့ ၃កောင်း၃កောင်းလေးအလုံးလုံးပေါင်းပြီးတော့အလုံးလုံးတာရှိတယ်။ဟောခန္ဓာနည်းနဲ့ပြောရင်တို့တာအေကံခန္ဓာပရိစ္ဆတယောခန္ဓာနာခန္ဓာတစ်ပါးကို ကျန်တဲ့နာခန္ဓာတစ်ပါးဖြင့်ကျန်တဲ့၃ပါးကထပ်ဖြစ်ပါ၏။တွေခန္ဓာပရိစ္ဆတွေခန္ဓာနှစ်ပါးဖြစ်ရင်နောက်နှစ်ပါးလည်းဖြစ်ပါ၏။ပဋ္ဌာန်းကျန်တိမှန်တော့ခန္ဓာ၅ပါးကိုဥတည်ပြီးတော့ပြောထားတယ်။အာရဏကိုတော့ဥတည်ပြီးတော့ပြောထားတာမရှိဘူး။ တဟကိုဥတည်ပြီးတော့ပြောထားတာမရှိဘူးအဓိက ခန္ဓာ၅ပါးကိုပြောထားတယ်မဟာဘုံနဲ့နံခန္ဓာ၄ပါးနောက်မျက်စိနာဒါတွေလေဟောမျက်စိနာကိုတော့တည်တဲ့အနေနဲ့ဒါပြောထားတာရှိတယ်သကောဝိညာဏဓာတုတံသမုဒ္ဒကနေသဓမ္မနာဒါတာဟိုဘက်မှာဒါမှဟိုဘက်ကအခြေအထိမှကြတော့အဲ့ဒီထက်ခန္ဓာ၅ပါးကိုပြောထားတာကပုံများတယ် ဒီမှာကတော့ဘုရားရှင်ကတခုကိုအဓိကထောက်ပြလိုက်တာပေါ့အဲ့ဒါတခုထောက်ပြလိုက်ရင်ကြံတဲ့ဟာတွေလေးသိခန္ဓာကိုပြောရင် အာယဇနကိုလေးသိဓာတ်ကိုလေးသိတစ္ဆာကိုလေးသိတစ္ဆာတစ်ပါးဖြစ်ပြီဆိုရင်ကြံတာလေးဖြစ်တာပဲအဲအဲ့ဒီလိုပုံစံမျိုးသိခိုင်းတာဒါဆိုရင်ယောဂီတို့ဒီဟာကိုသိဖို့အတွက်ယောဂီတို့ကဘာလုပ်ရမလဲဆိုတော့မြင်တိုင်းကြားတိုင်းတွေ့ထိတိုင်းတွေ့တိုးတိုင်း ။ဟောမျက်စိကဘာလားနားကဘာလားအတွေ့အထိကဘာလားအတွေ့ကဘာလားလို့အမြင်တန်လိုက်လိုက်ပြီးတော့နှလုံးသွင်းနေရ။ဒါယောဂီတို့ကိုယ်ပိုင်အတိညာဏ်ဖြစ်ဖို့အတွက်သင်ပေးလိုက်တာကဘာမှမကြဘူး။ဒါကိုရိုးရာရတနာ ਈ ထိုင်ပြိုးရင်လေးရတယ်အရှင်ကုံသွားတော့ဒါပဲဖတ်တယ်။လုံရင်မရောက်ဘူး။ရောရာတဏှာကြီးဟိုးရတယ်တရားတဏှာကြီးမပြည့်ပြည့်အောင်လှိပပြီးဟိုလူလေးညောင်းတာပဲဖတ်တယ်အဲ့ဒါရောရာ ီမှာတော့ရိုးရာမရှိဘူးမြန်မာပုရိသေမဟုတ်ဘူးဒီမှာတော့အာလီပုရိသေတကယ်ဖျားခက်ကထေရဝါဒပုရိသေမဟုတ်ဘူးအာလီပုရိသေဘုဒ္ဓဝါဒထေရဝါဒဆိုရင်အကုန်လုံးပြည့်ပုံမှာကိုမြင်နေရတာကတကူမှကောင်းတာမရှိဘူးဒါမထေကြီးတွေလောက်ထားဘူးထေရဝါဒဆိုပြီးတော့ဟောအရှင်မကတ်တပတ်ကိုကြီးမှန်းတာမဟုတ်ဘူးကိုမြင်လုံးရှိမှမြင်တဲ့ပုဂ္ဂိုလ်ကိုပဲကြီးမှန်းတာပဲ ရှင်မာကတ္တဗ္ဗလုံးနေသွားလေကိုလေးမမြင်ဘူးဒါကြောင့်အာလိဘုရင်ဆိုရင်ရှင်မာကတ္တဗ္ဗတော့လုံတဲ့အတိုင်းဖြစ်သွားမယ်ထေရဝါဒဆိုရင်တော့ကိုမြင်တဲ့မျက်လုံးတည်းမြင်တဲ့မထေကြီးတော့အတိုင်းဖြစ်သွားဒါပြင်ဆိုလိုချင်တာကရိုးရာတွေရှိရင်အဲ့ဓာတွေကိုကြိုလွှမ်းပြီးလုံနိုင်ရင် တရားရနိုင် ယခုယောဂီတို့ထိုင်နေတယ်ကြည်လိုက်ကိုကိုကိုပြန်သုံးသပ်ကြည်လိုက်ထိုင်ပြီပါလို့တရားလေးနားလိုက်ဝင်လေထွက်လေတိတလို့လို့နာတာစောင့်တလို့လို့အတားကုံပြီးသွားတာပဲနာတာစောင့်နေတယ်ဒါဆိုမထိုင်နဲ့အရင်ကလေးကအရင်အမြတ်ထွက်နေပြီနာတာလေးကြည်လိုက်နာတယ်နာတယ်မှတ်လိုက်သူ့ဟာတော့အရင်တန်ပြောင်းသွားလဲကိုနိုင်တယ်လို့မှတ်လိုက်နေအဲ့ဒါအတ္တတွေမန္တတွေကြည်လာရောအေးငါလောက်နိုင်တယ်ဟေ့ဆိုတဲ့အတ္တ ငါကဒီလိုထိုင်နိုင်တယ်กว่าငါ့ကိုမင်းဘေးကောင်းဘာထင်လဲဆိုတဲ့မာနမခံနိုင်ဘူးဆိုရင်ဒေါသဒါကြောင့်လူတွေပြောတာတရားထိုင်ရင်ရှင်ဘုရားလောဘဒေါသတွေစိတ်တွေတိုလာတယ်ဘာဖြစ်တာလဲမသိတိုမှန်ဖို့တိုကြောင်းလေ့ကျင့်နေတာမို့လို့တိုကြောင်းလေ့ကျင့်နေတာမို့လို့တိုတာဒါဖြင့်ယုတ်ကြီးတို့ ယခုပဲယောဂီတို့ခန္ဓာဒီမှာတွေးကြည့်လိုက်မျက်စိဖွင့်ထားတယ်ဆိုရင်မြင်မှာပေါ့ပိုက်ထားပဲမြင်အောင်မြင်လုံးကဒီလိုရှိတယ်လို့နှလုံးသွင်းကြည့်နာကလည်းပဲအတန်ကိုကြားတယ်ကြားတော့တွေးတယ်အနံယူတယ်တွေးတယ်တိတယ်ယတာတိတယ်တွေးတယ်တိတယ်ပေါ့နောက်တတ်တတ်လေးတွေးသေးတယ်တွေးကြည့်တော့လေဒီအတိုင်းပဲ ါဆိုရင်တနေ့ခုံယောဂီတို့ဘာဘေးလုံလို့အဲ့ဒီ6ကောင်ဆတ်အာရဏဆိုတဲ့ဒီအစ္စတိကရဏပါဠိလိုပြော၏အဲ့ဒီအကောင်တွေဘေးအလုံလုံနေတာတနေ့ခုံအပြင်းမာလေးဘာသွားတွေ့အစင်းတို့အတန်တို့ဒါပဲတွေ့အဲ့ဒါတော့နောက်လေးမှပြော ယခုယောဂီတို့ခန္ဓာတိမှာအရင်ဆုံးသိဖို့ကဩဒီခန္ဓာကိုယ်ကြီးကဒီကောင်းတယ်ဒီလို၆ဌာနကနဲ့ဒီလိုလုံနေတာလို့သိရင်ယောဂီတို့ရအဲ့ဒီ၆ဌာနကိုယောဂီတို့ဆွဆွမြေမြေဖြစ်အောင်တွားရင်လာရင်နှလုံးသွင်းရယခုထိုင်နေနေဆိုရင်မြေလုံးမှိတ်ထိုင်ရင်တော့မျက်စိဌာနမရှိတော့ယောဂီတို့ရှိတာကနာဌာနရဲ့အတွေ့ဌာနရဲ့အတွေ့အထိရဲ့၃ခုပဲရှိတယ်နှာခေါင်းနဲ့ပါးစပ်ကလေးဒီရှိမှအလုံးမလုံး မျက်စိရဲ့နှာခေါင်းရဲ့ပါးစပ်ရဲ့သုံးခု အလုံးမလုံးတော့သုံးခုပဲကျင်အာမဘေနာမလေးလို့တွေ့ဝေနေစရာမရှိဘူးနာကိုကြည်မလားကောင်းကနေရှင်ပြားထီတော်အပူအအေးနာကျင်ကြိုက်ခေတာကိုကြည်မလားဓမ္မမဟုတ်တွေးတာကိုကြည်မလားသုံးခုပဲအဲ့ဒီသုံးခု တခါတခါသုံးခုလုံးပြန်တူလောက်တာလေးရှိနိုင်တယ်တခါတခါနှစ်ခုပေါင်းလောက်တာလေးရှိနိုင်တယ် ဧကံခန္ဓာပရိစ္ဆတယောခန္ဓာပေါ့ပါဠိပြင်ပြီးပြောရရင်ဒွေခန္ဓာပရိစ္ဆဧကောခန္တောတပါးလေးလောက်တာလည်းရှိမယ်နှစ်ပန်းပေါင်းလောက်တာလည်းရှိမယ်ဆိုတော့တကယ်တော့ဒီမှာယောဂီတို့ကို သိစေလိုတာကအိုခန္ဓာဒီမှာဒီတဘာဝတရားတွေတခုရှင်းစီသူကိစ္စသူလုပ်တယ်ဆိုတာသိစေခြင်း တခုချင်းစီသူကိစ္စသူလုပ်တယ်တခုချင်းစီလုပ်နေတယ်တခုချင်းစီသူကိစ္စသူလုပ်တယ်တခါတခါကိစ္စတူရင်လေးပေါင်းလုံးကြတယ်အဲ့ဒီရဲ့အဖြေကတစ်ဖက်မှာဘာကိုသွားကန့်တယ်လဲဆိုတော့ပြင်းညာဖြစ်တယ်ဟိုဘက်က တူတယောက်တည်းမဟုတ်ဘူးတဒဝါမဟုတ်ဘူးဆိုတဲ့အဖြစ်ကိုအလုံးလုံးကန့်နေအဲ့ဒီအယူမှကိုအလုံးလုံးမဟုတ်ဘူးဆိုတာဒီအယူမှကြီးကမမှန်ဘူးငါတို့ဆွေးလာတဲ့ဒီအယူတွေဟာမှားနေတယ်ဆိုတဲ့ဟာကြီးကိုတစ်ဖက်မှသွားကန့်အောင်လုပ်တယ်ပေပေထုတ်အောင်စိတ်ကအလုံးလုံးလက်မခံလာအောင်အဲ့ဒါကိုတွန်းပေးတယ်သူကရည်ရွယ်ချက်ရှိတယ်ဗုဒ္ဓရဲ့ဓမ္မ အဲ့ဒီလိုလေယောဂီတို့တေသေးချာချာနားလေထားဖို့လိုတယ်။ဟောဒီလိုမှတ်နေရင်ဘာရလထွက်မလဲ။ငံပဲယောက်ျားပဲမိမပဲငါတူတယောက်ပဲဆိုတဲ့ဒီဒိဋ္ဌိကိုယောဂီများပေးချနိုင်နိုင်မေး။တကယ်တော့မျက်စိနားနှာခေါင်းရှာကိုနှလုံးဆိုတဲ့ဒီအာရဏဏ္ဍိစုပေါင်းပြီးတော့အလုံးလုံးနေတာ။ ဒီအာရဏတွေစုပေါင်းပြီးတော့အလုတ်လုံနေကြတာပဲလို့အဲ့ဒါကိုနှလုံးသွင်းရအာဇဝင်မြင်ရင်လေဟောမျက်စိကကြာရင်နာကပူရင်အေးရင်ခန္ဓာကိုယ်အတွေ့အထိကနာကျင်ရင်ခန္ဓာကိုယ်အတွေ့အထိက အသက်ယူရင်လေခန္ဓာကိုယ်အတွေ့အထိပဲအသက်ယူတာကိုလေခန္ဓာကိုယ်အတွေ့အထိယူပါလေဖောင်းပင်ဖြစ်ရင်လေခန္ဓာကိုယ်အတွေ့အထိ ပူအေးရင်လေခန္ဓာကိုယ်အတွေ့အထိနာကျင်ကြိုက်ခေးရင်လေခန္ဓာကိုယ်အတွေ့အထိအိုက်ရှင်ထိုင်းမှန်းရင်လေခန္ဓာကိုယ်အတွေ့အထိဆိုလိုတာကမျက်စိနာနှာခေါင်းပါးစပ်အတွေ့ကလွေ့ရင်ကြံတာခန္ဓာကိုယ်အတွေ့အထိ သူကတော့တော်တော်များများ ဖြစ်နေလိမ့်နာနေသည်ဆိုပါသောခန္ဓာကိုယ်အတွေ့အထိနာတာကိုယ်လိုက်တွေးနေတဲ့မနာယရဏအဲ့ဒီမှာအတွေ့စိတ်ကလေးဖြစ်ပြီးဒါဆိုရင်နာတာကိုယ်အကြောင်းပြုလို့နောက်က စိတ်ကလေးကမနာယရဏကလိုက်ပြီမနာယရဏကလိုက်လာဒါဆိုယခုဘသူလှုပ်နေတာလေးဆိုတော့ငံလှုပ်နေတာမဟုတ်ဘူးခန္ဓာကိုယ်အတွေ့အကြုံနဲ့မနာယရဏကာယယရဏနဲ့မနာယရဏပေါ့ပါဠိလိုပြောရင်အဲ့ဒီအကောင်တွေအလုတ်လှုပ်နေတာငံလှုပ်ရတာတခုမှမပါဘူးတဲ့အဲ့ဒီအဖြေတွေကို ထွက်လာအဲ့ဒီအဖြေတွေကိုထွက်စီတာ ဒါဆိုရင်ယောဂီတို့ကယခုတာမျက်လုံးမှိုက်ပြီးထိုင်နေလေဟိုထိုင်တိုင်းမှိုင်းမှိုင်းနဲ့မျိုးနေတာပဲဖတ်တယ်ပဲဆိုတော့တိတ်မထူးမထူးတော့ယခု9နာရီ15ထိ9နာရီ15ထိ9နာရီဟိုက7မိနစ်ထိပေါ့ဒါ9မိနစ်အလိုတုံးခေါက်မှာဆိုတော့9နာရီ7မိနစ်ထိထိုင်လို့ဖြစ်စေသွားရင်လာရင်ဖြစ်စေ ဟိုသွားတဲ့လာတဲ့ခံမလေးပဲဖြည်းဖြည်းလေးသွားဘာလို့ဖြည်းဖြည်းလေးသွားမှဒီမျက်စိကပဲနားကပဲဒီဟာကပဲလို့မြင်မှာလေ့ကျင့်တုံးကာလမှာဖြည်းဖြည်းလေးသွားတယ်လေ့ကျင့်ပြီးလို့ဟိုအတန်ဟိုကျင့်သားရသွားပြီဆိုရင်ပြင်းနေရင်လည်းအကုန်မြင်တယ်ပြင်းနေရင်လည်းခန္ဓာ၅ပါးလည်းမြင်တယ်ဓာတ်ဓာတ်လေးမြင်တယ်သစ္စာလေးမြင်တယ်အကုန်မြင်တယ်ဟိုအကုန်မြင်တာပဲနှလုံးလေးတတိလေးကပ်လိုက်တဲ့နဖတ်ဆိုရင်အကုန်မြင်တယ် မမကြိုက်လို့လူများကိုခက်ချမ်းချမ်းပြောမိရင်လေအကုန်မြင်တဲ့ညံထိမှာဩဒါကြီးကဒီလိုပဲအဲတခါလေသူသူစိတ်ကလည်းတခါလေရုပ်သွားတာပေါ့အဲဒါဆိုတော့ကိုကတော့လေ့ကျင့်တဲ့ကာလမို့လို့ဖြည်းဖြည်းသွားရတချို့ကမေးတယ်ရှင်ဘုရားကြာဖြည်းဖြည်းမသွားကုန်တဲ့တင်္ဂါရှည်လန်းကြည်တာဟုတ်မြင်ပြီးမြင်ထားတယ်ဆိုတော့ဖြည်းဖြည်းမသွားလေးမြင်နေမမြင်တဲ့ပုဂ္ဂိုလ်အတွက်ကြတော့ဖြည်းဖြည်းသွားရဖြည်းဖြည်းသွားမှာ မျက်စိကပဲလို့ရှုမှတ်ဖို့ရှင်လေးရတယ်။နားကပဲအတွေ့အထိကပဲအတွေ့ကပဲစသည်ဖြင့်ပေါ့။အဲ့ဒါကိုရှုမှတ်နေရမယ်။ဒါဆိုရင်ဒီနေ့တရေနဲ့ကိုပဲဒီကုတရှင်နဲ့ကိုပဲရုပ်ကြည့်တော့ပြန်ပဲဆိုပြန်လို့ရတယ်။ဒါလို့ဆိုရင်သိလို့ရတယ်။မျက်စိကမြင်တာနားကကြားတာတွေ့ထိတာတွေ့တော့တာဒီသဘာဝတရားတွေအလုံးလုံးနေသည်။သဘာဝတရား၄၅ကောင်စုပေါင်းပြီးလုံနေတာ။ ဒါဆိုရင်တူတယောက်လေးမဟုတ်ဘူးဆိုတဲ့အဲ့ဒီပြညာပေးပြီးတမူဟပြညာပြညာတဲ့အကြောင်းတွေရှိတယ်ဟိုစာရွက်ထဲမှာလည်းပါတယ်ထင်တယ်တမူဟပြညာအပေါင်းအစုဆိုတဲ့ပြညာကြီးယုတ်ကြီးများပေးပြီးအဲ့ဒီပြညာကြီးတပါးပေးနေလာနောက်ပြီးတော့ငါမြင်နေတာပဲဆိုတဲ့အယူအဆလေးပေးသွားပြီး ငါကြနေတာပဲငါဖြစ်နေတာပဲမဟုတ်ဘူးမျိုးစည်းကဖြစ်တာငံကဖြစ်တာမဟုတ်မျိုးစည်းဆိုတဲ့အကောင်ကြီးကဖြစ်တာမျိုးစည်းဆိုတဲ့တရားဝါကဖြစ်တာတနည်းအားဖြင့်မျိုးစည်းဆိုတဲ့သဘာဝတရားကဖြစ်တာမျိုးစည်းဆိုတာအကောင်လုံးမဟုတ်ဘူးပေါ့ဒါတင်စားပြီးပြောတယ်မျိုးစည်းဆိုတဲ့သဘာဝတရားမျိုးစည်းဆိုတဲ့ပစ္စည်းဆိုပါစို့နာယီကသွားနေတယ်နာယီမှာအထက်မှာဓာခေတို့အထက်ကဝဆက်ကလေးတို့ပါမှာပေါ့အဲ့ဒီအကောင်လေးလုံလို့သွားနေတာ နာကြီးကအသက်ရှိလို့ဟာတခါတည်းလက်တန်ကြီးကလှုပ်နေတာမဟုတ်ဘူးယခုလည်းပဲလူက အသက်ရှိလို့မဟုတ်လူမှအသက်မရှိနတ်ဇီဝတဲ့အသက်လို့မယူပါနဲ့နတ်တတော်တရဝါလို့မယူနဲ့နတ်အညောနတ်ကတ္တစီတစုံတစ်ခုတစုံတစ်ယောက်လည်းမဟုတ်ဘူးတဲ့ဘာတွေလေးလို့မေးရင်ဒါပစ္စည်းကရိယာတွေပဲကာတစည်းလို့ပေါ့ကာမအသက်မရှိပစ္စည်းကရိယာတွေနဲ့သူ့ဟာသူဟန်ရှက်ညီညီဘိမ့်နေပါတယ်နဲ့သွားနေတယ် အန်ရှက်ညင်ညင်သွားနေတာယခုလည်းပဲယောဂီတို့သဘာဝတရားတွေအန်ရှက်ညင်ညင်လုံနေတာပါလားဆိုတဲ့ဒီဒိဋ္ဌိတွေကိုပေးမှာဒါဆိုရင်သွားရင်လာရင်အော်ဒါမျက်စိကမြင်တာမျက်စိကမြင်နေတာနာကကြာနေတာခန္ဓာကိုယ်ကောင်းကောင်းနဲ့ရှင်းပြတိတွေ့တိနေတာစိတ်ကလေးကတွေးနေတာဒါတွေစုပေါင်းပြီးတော့အလုံးလုံးနေကြပါရောလား နှကောင်းကနန်းယူနေတာရှာကယတ္တာတိနေတာဟောတနေကုန်ပဲစဉ်းစားကြည့်လဲမနဲ့မိုးလင်းကလေးကညာအယဝင်တဲ့ ठी အဲ့ဒီ6ပါးပဲအလုံးလုံးနေတာတခါတခါနှစ်ပါးပေါင်းလောက်တာရှိမယ်၃ပါးပေါင်းလောက်တာရှိမယ်အဲ့ဒါတွေပဲစုပေါင်းစပ်ပေါင်းအလုံးလုံးနေတာလို့အဲ့ဒီလိုယောဂီတို့နှလုံးသွင်းပြီးတော့ပွားများအထောက်နေကြရမယ်တုံနဲ့တူ စကားမပြောပါနဲ့လှစ်ကြည့်ခြင်းတော့မပြုနဲ့ကိုတရားရဖို့အရေးကြီးတယ်သူဟာသူသေးသေးကြည်ကြည်ဒါကြောင့်ကိုဟာကိုပဲကိုခန္ဓာကိုပဲအာယုံဆိုင်ပြီးတော့တရားနှလုံးသွင်းပြီးတော့ပွားများအားထုတ်နေကြမယ်